ဆိုင်ရင်ဆရာနေစုတော်ရဲ့ရှေ့ဒီမာလေးမေဆန်ရှားနဲ့တေရွာပြန်တို့ဤကျွေးရှင်ပွဲအီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်ထောင်လိုက်ပါရရှင်အပိုင်း၁ကျွန်တော်မြင်းကြီးမှာជីမာထွားချိုင်းလာပြီးကြွားရွာဝင်ထဲလွန်လာသည် မြင်းပေါ်တွင်အသားကျနေရာယူလိုက်ပြီးတော့ကျွန်တော်သည် ဝင့်ကြွားစွာဖြင့်ရှားအားလှမ်းကြည့်လိုက်သည်အိမ်တွင်ရက်လျက်ကျွန်တော်ကိုကြည့်နေသောရှားမျက်နှာမှာစိုးထိပ်ပူပန်မှုတွေကိုတိတိတသားမြင်နေရ၏ကျွန်တော်ကရှားအားလက်မထောင်ပြလိုက်တော့လေရှားနှခမ်းများ၌အပြုံးချိုဖူဖူကလေးများကိုမမြင်ရကိုကိုရဲ့မင်းတကယ်စည်းတမ်းရလားလှမ်းကြနေပါဦးမယ်ရက်နေရာမှာရှေ့သို့တိုးထွက်လာရင် ရှားကလမ်းပြောသည် ရှားအတန်တွေကလှုပ်ရှားနေ၏ ရှားနှလုံးသားမှာမေတ္တာတရားတို့ကိုကျွန်တော်လှမ်းမြင်လိုက်ရသည်ကျွန်တော်ကပြုံး၍ရင်ခေါ်လိုက်သည်ရှားကကိုကိုကိုအထင်သေးလိုက်တာ ရှင်ပြူတော့ကမြင်းစည်းခဲ့မှုတဲ့ကောင်မှာရှားရဲ့အပျော်ပြတ်စကားဖြင့်ရှားစိတ်ပူပြေစေရန်ကျွန်တော်ပြောလိုက်ခြင်းဖြစ်တော်လဲမျက်နာအိုအိုလေးမှာလမ်းရွှေမသွားပေနှစ်သက်မြင်းနဲ့နှစ်ယောက်စည်းသွားရင်ပြီးရောကိုကိုကိုကောင်းမွန်မင်းသားအောင်းဝင်နေလို့လားကိုကို မမလီယာလည်းဗျာစိတ်ကူရန်ကကျုပ်ကြောင်လုံးပပါတယ်ဗျာပြီးတော့ဒီမင်းကြီးတွေကတိတ်လိမ်ပါတယ်ကောင်ကြီးတွေပါနသင်ကသူ့မြင့်ပေါ်တက်လာရင်ရှားကိုလမ်းပြော်လိုက်သည်အေးနင်ပဲမြောက်ပေးပြီးခေါ်သွားတာနော်ကိုကိုတကူးကူးဖြစ်လာတော့နင်အသေးပဲရှားကနသင်ကိုချိန်သည် နသင်ကတာဟာဟာရှိလိုက်ပြီးစိတ်ချမမလီယာကိုကိုဘာမှဖြစ်စရာအဲတကူးတော့ရှိတယ်နော်အဥ္စာဆောင်ချောချောလေးနဲ့တွေ့လို့လိုက်သွားတာဆိုတော့ကျုံနဲ့မဆိုင်မှုဟုတ်ပြန်တော့သည် ကဲသွားစို့ကိုလေးမမလေးသွားရပြုတ်ညနေဆောင်မှပြန်ရောက်မှာနော်စိတ်လဲသိပ်ဘူးမနေနဲ့အောင်ကိုကိုသတိထားစီနော်ကျွန်တော်ကလက်မြောက်လိုက်ပြီးရှားကိုနှုတ်ဆက်လိုက်သည်နတန်ကသူ့မြင်းကိုစီး၍ခြံဝိုင်းတဲမှထွက်သွားပြီမို့ကျွန်တော်ဒီလဲမြင်းကိုဖနှောင်းဖြင့်ဆက်ကနတန်နောက်သို့လိုက်ခဲ့ရသည်အလွန်ပါနဲ့၍သခင်ထားကိုတည်လာတော်မြင်းကြီးကကျွန်တော်ကိုကြောပိုး၍အထွက်ခီးနေမှလေတော့သည်ကျွန်တော်တို့လဲရွာလန်းတိုင်း ခက်တော်တော်လေးစည်းလာရမှရွာပြင်သို့ရောက်လာပြီးလန်လန်ချောင်းတရှောင်းနှစ်စည်းရှင်၍သွားရင်အခုနေခက်သွက်သွက်လေးခီးနေကြရအောင်နေသိမ့်မမြင်ခင်တောင်ချင်ရောက်သွားအောင်ပေါ့ဦးနထန်ကပြောသည်ကောင်းတယ်မင်းကလန်ကျွမ်းတဲ့သူပဲမင်းကောင်းသလိုသားလို့ကျွန်တော်ကထောက်ခံလိုက်သည်နထန်ဘာမှမပြောတော့ဘူးသူမြင့်ကိုဖနှောက်ဖြင့်ထတ်တူပြီးအရှင်ကိုမြင့်လိုက်လေရာကျွန်တော်လည်းကျွန်တော်မြင့်ကို သူမြင့်အမီလိုက်ရန်မောင်းလိုက်ရပါတော့သည် စင်စစ်ကျွန်တော်သည် မျက်စိကျွမ်းကျင်သူမဟုတ်ပါဝါသနာပါသဖြင့်မျက်စိအသိဉာဏ်ခဲ့တော်လဲဆွဆွမြဲမြဲအချိန်ပေး၍မလေးကျင့်ဖြစ်ခဲ့ပါထို့ကြောင့်မြင်းသဘောကိုနားလည်ယုံအပျော်စီးတဲ့ယုံမျှသာရှိခဲ့ပါသည်ထို့သောနတန်ယူလာသော မြင်းကြီးများမှသူစိတ်ချိုင်ဝင်းမြူလေးကျင့်ထားသောမြင်းလိမ်မာကြီးများမှကျတော့ဖို့ပြဿနာမရှိနိုင်ပါမြေလက်ဒေသဤလယ်ကွင်းပြင်များမှာစပားရိတ်သိမ်းပြီးစရိုးပြတ်များဖြင့်နေရာအောက်တွင်ရင်သက်နေကြသည် မနက်ပိုင်းနေကထွက်လာပြီဆိုကြဲက သူ့အရှိန်ကိုဖျက်တာနေပြီဖြစ်အောက်ထုတ်ဆောင်လာခဲ၍သာတော်ပေသေးသည် မြင်းစည်းလာသောအရှိန်ဖြင့်ရင်ကိုလာတိုးသောလေများကလေပူများဖြစ်သည်ဟိုးဝဲတွင် တောင်နှံပြမိုင်မိုင် တောအုပ်စိန်ညွညွတောင်ထိပ်ပေါ်မှထုံးဖြူဖြူစေရင်ငယ်ရင်ကကျွန်တော်တို့ဥတီယာဖြစ်သည် ကျွန်တော်ဖို့ပဝင်းကျင်သည့် အတွေ့အကြုံသည့်များမှုပြောစရာဖြစ်နေသည် မြင်းစည်းရင်တွင်ခုံနေသည် မြောက်ဒီမှာကြာပြီဖြစ်တော့မိဘများထံသို့ရှာပြန်ခြင်းသည်ဆို၍ကျွန်တော်လိုက်ပို့တော်ခီဖြစ်ပါသည်တဘောသူစိတ်ဆက်ပြီးသားမှုရှာအိမ်ရှာမိဘများထံသို့ကျွန်တော်လိုက်ပါလာရသည်မှာအဆင်ပြေပါသည်ရှာမိဘများကလည်းတမိဖြစ်သူရှာကိုရောကျွန်တော်ကလိုလီသိမရှိပြုစုဆောင်ရှောက်ကြသည်မိဘများကိုကြော့ပြီးနောက်ချိန်ရခိုက်မြို့နေဝင်းချင်းကိုရှာနေကျွန်တော်လိုက်လံလဲပတ်ခဲ့ကြသည်ဖျားရီဖူးကြသည်တမိ ရောက်တော့သမီးဦးကြီးတွေစီအလဲဝင်သွားပါလားသူတို့ကလည်းဒီလိုလာရင်သမီးကိုတွေ့ကျင်ချောင်းပြောကြရှာတယ်မောင်တော်လည်းရောက်ဘူးတာပေါ့ဟုရှာမိခင်ကစကားဆိုင်ရာမှာရှာရီဦးကြီးများရှိရာမြန်သာရွာသို့ကျွန်တော်တို့ရောက်လာခြင်းဖြစ်သည်မြန်သာကမြို့ကလေးနှင့်ခြောက်မှိုင်များဝေးပြီးအင်ဂျီတရားကျော်ရှိသည့်ရွာကလေးဖြစ်၏ရွာတွင်အင်ဂျီအင်ကောင်းများကိုအများစုတွေ့ရပြီးခြံဝိုင်းကြီးများနှင့်ပြောကြားကောင်းလာသည် မကြီးတရက်ပါညာပင်ကြီးများဖြင့်ရွာကအုပ်အုပ်ဆန်းဆန်းရှိလာ၏ရွာ၏ဒီကစီပွားရေးမှလဲရဖြစ်ပြီးမကြခင်ကဖွင့်လှစ်ခဲ့သောရေလောင်တမန်ကြောင့်စိုက်ပျိုးရေးရပြီးအဆင်ပြေမှုရှိသည်ဟုသိရသည်ခြုံရစ်ပြောရရင်ရွာ၏စီပွားရေးကကောင်းသည်ဟုဆိုရမည်ရှားမိခင်၏အကိုကြီးဖြစ်သူဦးကြီးရွှေလာက မောင်တော်ကစာရေးဆရာဆိုတော့မြိုင်းသားကိုရောက်ခိုင်တောင်ကြီးဘက်သွားကြည့်စေခြင်းနဲ့တောင်ကရိုးမရဲ့အစွဲလေးပါ တောင်ပေါ်မှာဆူတောင်းမြေပြားရှိတဲ့ တောင်ကြီးမာကချောင်းရဲ့တဘာဝလိုင်းကိုကြီးရဲ့ဘုရားတဆူရဲ့ရှိတယ်။အဲ့ဒီနေရာကထွက်ရပောက်ပုတ်ကိုတရားလာခြင်းကြတယ်လို့အဆိုရှိတယ်။နောက်တစ်ခုကအဲ့ဒီလိုင်းကိုနဲ့မလန့်မကန့်မှမြို့ဟောင်းကြီးတစ်ခုရှိတယ်။ပြူမြို့ဟောင်းတစ်ခုဖြစ်ဝဲရှိတယ်လို့ဆိုကြတယ်။ဦးကြီးကတော့တိတိကျကျမပြောတတ်ဘူး။မောင်တော့ဘူစာရေးစရာတွေဘာတွေရနိုင်တယ်ဟုပြောတဲ့ပြင်ကျွန်တော်စိတ်ဝင်စားသွား၏။ဒီကနေတောင်ကြီးကိုဘလောက်ဝေးတယ်လဲ။၄-၅မိုင်တော့ရှိမယ်။ ဘယ်လိုသွားရင်ရလဲလဲနေသွားလဲရတယ်တောင်ပေါ်တက်ချင်းတော့ကုန်းချောင်းတက်ရမှာပေါ့ကိုလေးတို့သွားချင်းကျွန်တော်မြင်းနဲ့လိုက်ပို့မယ်ဦးကြီးရွှေလာဤစကားဆုံးတွင်ဦးကြီးတူတော်သူရှာဤမောင်ဝမ်းခွဲနှသန်ကဝင်ပြောသည်နှသန်မှာအသက်20ကျော်ကျော်ပင်ရှိပေလိမ့်မည် ရှာဘလို့လဲကိုကိုတို့သွားရကျွန်တော်ကရှာကိုဖော်ဆက်တော့ကရှာကခေါင်းခါသည် ခီးပန်းလာလို့ထင်နေကိုကိုရှာကိုရီလက်ဒီနာပြီးဖျားကျင်သလိုလိုဖြစ်နေရ လက်တန်းကကြားဖြတ်၍မမလေးမလိုက်ချင်လဲကိုလေးနဲ့ကျွန်တော်သွားမယ်ကျွန်တော်မြင်းကြီးတွေကြောင်းလဲပြချင်လို့ဟုပြောသည်အေးအဲ့ဟာကောင်းတယ်မြင်းနဲ့သွားရင်ပိုးအဆင်ပြေတယ်မနဲ့သွားညနေဆောင်နေချိုမှပြန်လာခဲ့နေ့လည်ပဲအဲ့ဒီမရှောက်လေးလာပေါ့ဦးကြီးတို့ကြားတာတော့အဲ့ဒီလိုင်ကူမှာတရားလာအားထုတ်နေတဲ့တန်ခါတစ်ပါးရှိတယ်တဲ့ကပ္ပိယလိုယောဂီတူလည်းရှိတယ်တဲ့ကျွန်တော်ကမဆုံးဖြတ်သေးပဲ ရှာကိုလှည့်ကြည့်ပြီးသဘောထားတောင်းလိုက်သည်မျက်လုံးပြင်မှာကိုကုသဘောပဲလေကိုကုသွားခြင်းသွားပေါ့နတန်လိုက်ပုံမှာပေါ့ရှာတော့လိုက်နိုင်မှာမဟုတ်ဘူးတို့ပြင်နတန်နဲ့ကျွန်တော်ယခုလိုထွက်လာကြခြင်းပင်ဖြစ်သည်လူငယ်ပြီပြီဖြက်လက်တက်ကြွပြီးစိတ်မြန်လက်မြန်ရှိသောနတန်က သူ၏မြင်းကိုအသွက်စီလျက်ကဆုံချပြေးနေသောကြောင့်ကျွန်တော်ဒီလဲနတန်ကိုမိအောင်မနှဲလိုက်နေရသည်နတန်ကတော့ကျွန်တော်ကိုလက်ကြည့်လိုက် ရက်ဆောင်ပြီးအတော်နေလိုက်နဲ့လက်ဝဲများကိုလွန်လာပြီးနောက်တွင် တောအုပ်ဆက်သို့ရောက်လာကတောကသစ်ပင်ကြီးတွင်မရှိသေးပဲပင်ပြက်ပင်ပုများစုရချုံတွင်များသာဖြစ်သည်တိတ်မွေးတော်ကိုလေးရဒီတော်ရန်လေးကြော်ပြီးရင်တော့တောင်ချီရောက်တော့မှာတောင်ချီရောက်ပြီးနည်းနည်းလောက်တက်လာရင်တော့လှိုင်ကူရောက်မယ်နသင်ကနောက်ပြန်လှဲ့ကပြောသည် မြူဟောင်းဆိုတာကရော မြူဟောင်းကလှိုင်ကူကပြန်စင်းရင်တွေ့ရမယ်အဲ့ဒီမှာကြောင်လဲရှိတယ် ကျွန်တော်တို့မြင်းနစီကရှေ့စဉ်နောက်ဆင်ဖြစ်သည်။နတန်ကရှေ့ကကျွန်တော်ကနောက်ကတပြည့်ပြည့်နဲ့တောင်ချင်းနဲ့နီးလာ၏။တက်ပင်ကြီးတွေဆိုင်းဆိုင်းအုပ်အုပ်တွေ့လာရသည်။နေရည်လည်းရလာသည်။အပူလည်းတက်သားလာသည်။ပင်မြင့်မြင့်ကြီးများကြားမှာနေစီတွေသွဲတန်းကြနေလျက်အမျိုးမည်မသိသောငှက်အော်ဇံတွေကြားရ၏။အဝေးမှမြောက်အော်ဇံလိုလိုနဲ့ကြားရ၏။တက်ပင်ကြီးများ၏အောက်ခြေခြုံတွင်များကြားမှလမ်းကလေးတိုင်းကျွန်တော်တို့မြင်းကိုစီးလာကြသည်။ ကျွန်တော်ကဟူငေးဒီငေးအငေးကောင်းတဲ့ဖြင့်နတန်နဲ့ကျွန်တော်အတန်ငယ်လှမ်းသွားသည်ကိုတတိမူလိုက်မိတဲ့ဖြင့်ကျွန်တော်မြင်းကိုအချိန်မြင့်ရန်စဉ်းစားလိုက်စဉ်မမျော်လင့်သော အရာတစ်ခုက ပေါ်လာသည်လမ်းကလေးပေါ်မှာကိုင်းကြနေသောတိတ်ကိုင်းပေါ်မှာငွေကြီးတကောင် ရှော့ကနေတွဲလောင်းကြလာခြင်းပင်ဖြစ်သည်ငွေကြီးကလက်ပေါင်းလုံးခန့်ရှိပြီးအဝါနဲ့အမဲခွက်ဖြင့်တပေကြော်ကြော်လောက်ရှိမည်ထင်သည် ဝယ်ကြီးကအကိုင်းပေါ်မှာအောက်သို့ကျိုးတစ်ချောင်းလိုကျလာသဖြင့်မြင်းကလန့်သွား၏မြင်းသွားမိလန့်တဲ့ထဲမှာမွေက စီးနေလေသည်မြင်းကအရှိန်ကိုရုတ်တရက်ရက်ထန်လိုက်ကဟီတန်ပေးပြီးပရက်ရက်လိုက်ဝယ်ကြီးနှင့်သုံးလေးပေအကွာမှာရက်သွားခြင်းဖြစ်သည်ကျွန်တော်ကလည်းဝယ်ကြီးကိုရုတ်တရက်မြင်လိုက်ရသဖြင့်ကြောက်လန့်စိတ်ဖြင့်ဘာလို့ရမှန်းမသိဖြစ်သွားကမြင်းကလည်းပရက်ရက်လိုက်ပြန်သဖြင့်မြင်းကြောပေါ်မှာပြုတ်မကျရန်စူးစမ်းလိုက်ရသည်နေတန်ကတော့ကျွန်တော်တို့ဖြစ်ကိုမသိသဖြင့် အဝေးကိုရောက်သွားပြီ။ငွေကြီးကအောက်သို့ငိုင်းဆိုင်ချလာရမှ ကော့ပြန်ကခေါင်းထောင်လိုက်သည်ကို တွေ့ရသည်။ကျွန်တော်သည်ထိတ်လန့်တကြားဖြင့်မြင်းဆက်ကျိုးကို တင်းတင်းဆွဲမိရာမြင်းက တုံပြီးရှေ့ဆက်မသွားတော့ဘဲဘေးဘက်သို့ကြွေပြေးသည်။မြင်းကလည်းလန့်ပြေးခြင်းဖြစ်ရာလမ်းအတိုင်းမဟုတ်တော့သစ်ပင်များကြားခြုံရများကြားမှဖြစ်သည်။မွေးနေ့ကဝေးသွားခဲ့ပြီ။ထို့တူနေသားနှင့်လည်းဝေးသွားခဲ့ပြီဖြစ်သည်။ နတန်သွားရာလမ်းကြောင်းနဲ့လဲဝေးသွားခဲ့ပြီ။ကျွန်တော်စိုးရင်သွားသည်။ကျွန်တော်နတန်နဲ့လူချင်း꿰သွားပြီ။ဘယ်ရောက်သွားပြီနီ။နတန်ရဲ့ဟုလန့်အော်လာမိတော့လဲနတန်ကြားဟန်မတူ။တုံ့ပြန်တဲ့ဘာမှမကြားရ။မြင်းကလည်းအလန့်တကြားပြေးစေ။ကျွန်တော်ကလည်းမြင်းကိုနိုင်နိုင်နေနေမထိန်နိုင်တော့။တခဏအတွင်းမှာပင်ကျွန်တော်သည်မူလနတန်နဲ့သွားနေတော့လမ်းကြောင်းမှအတော်ဝေးဝေးသို့ရောက်သွားခဲ့ပြီဖြစ်သည်။ ကျွန်တော်မြင်အကြောက်ပြေ၍ကျွန်တော်ကလည်းစူးစမ်းပြီးစိတ်တည်ငြိမ်အောင်လှုပ်လိုက်နိုင်ခြင်းတွင်တောင်ကျေလမ်းကလေးတစ်ခုသို့ရောက်ခဲ့သည်လမ်းကလေးတွေ့၍ကျွန်တော်ပျော်သွားသည်လမ်းရှိသဖြင့်ကျွန်တော်တို့သွားနေသောလှိုင်ကူနှင့်အဆက်အဆက်ရှိလာနိုင်သည်နတန်နှင့်လည်းပြန်ဆောင်နိုင်သည်လူချင်းကွဲသွားမှန်သည့်လေနတန်ကလည်းပြန်လှည့်ပြီးလိုက်ရှာမည်ဖြစ်သည်လမ်းကလေးကတောင်ကျေဘက်သို့ဦးတည်နေ၍အနှိမ့်မြင့်မညီညာသောကောင်းကင်မှုများကိုကြော်လာရသည်တစ်ဖက်တွင် တစ်ပင်ကြီးများပေါရောက်ရာတော့တစ်ဖက်တွင်ပင်ပြက်များပင်ပုများစုကြုံများရှိသည့်အနေပိုင်းရှူလေးများကိုလည်းဖြတ်ရသည်တောင်ပေါ်သို့တဖြည်းဖြည်းမော့တက်လာရသည်တောင်ပတ်လန်းဖြစ်လာသည်နဒန်ဤအစနာကမမြင်ရတော့နဒန်ဤအတန်ကိုလည်းမကြားရကျွန်တော်ပါဆက်လို့ရမည်နီဆက်သွားရမည်လားပြန်လှည့်ရမည်လားဆက်သွားရင်ဘယ်ရောက်မည်မှန်းမသိသလိုပြန်လှည့်ရင်လည်းရွာပြန်ရောက်မည်မရောက်မည်မသိကြား ထို့သောတစ်ပင်အုံများချမှနေ၍အဝေးမှထုံးပြူပြူဇေဒီလေးကိုလှမ်းမြင်လာရ၏ဇေဒီဆဲလဲတံလေးကိုလည်းကြားလိုက်မိတကယ်သူရှိသည်ကျွန်တော်အားတက်သွားသည်ကျွန်တော်သွားနေရာတောင်ပတ်လန်းသည်ဇေဒီငယ်သူရောက်နိုင်သည်ဟုတွေးမိ၏ဇေဒီကိုရောက်လင်းနသန်နှင့်ပြန်ဆောင်နိုင်သည်နသန်နှင့်မဆောင်လင်းသောမှဦးကြီးရွှေလာပြောသောတရားအားထုတ်နေသည့်တန်ဃာတော်နှင့်ကပိယယောဂီကို တွေ့နိုင်သည်သူတို့ကိုတွေ့လျင်ကျွန်တော်ဖို့အားလုံး အဆင်ပြေသွားပြီဖြစ်သည် ကျွန်တော်ဒီကြနေသောစိတ်များပြန်ထလာပြီးတောင်ပန့်လမ်းကလေးတိုင်းမြင်းကိုအချိန်မြင့်၍ခတ်တုတ်တုတ်စီးလိုက်သည်တောအုံမှလွန်၍ဇေဒီငယ်သို့ရောက်ချင်စိတ်ကစောနေလေသည်ဒီမှတွင်ကန်တရားကမျက်လက်ပြလာတော့သည်ပြန်ကောင်းလာပြီဟုထင်ရသောကန်ချမသည်နောက်တစ်ချိန်မမျောလင့်ပဲအစိုးဘက်သို့ရောက်သွားပြန်၏အစိုးမှအစိုးဆုံးအဆင့်သို့ရောက်သွားခြင်းမှာကျွန်တော်စည်းလာသော မြင်းဤညာဘက်က ခမုံစုံတစ်ခုကိုနင်းလိုက်ရာမြေသားကပဲ့ကြပြီးမြင်းကရှေ့သို့ချော်၍ဝစ်ကြသွားသည် မြင်းခြေချော်ကျသွားရာဘက်မှာတောင်အောက်ဘက်အနိမ်ပိုင်းဖြစ်ရာမြင်းမော်မှတတိမဲ့လိုက်ပါလာတော့ကျွန်တော်သည် မြင်းမော်မှအရှိန်ဖြင့်လွန်ပြီးတောင်တန်းဘက်သို့ပြုတ်ကျသွားခဲ့သည် မြင်းမော်မှကျတော့အရှိန်မှမပြင်းထန်လာတော့လဲတောင်ဆောင်ဖြစ်သည်ဖြင့်ကျွန်တော်မှအမြင့်မှအနိမ့်သို့ပြစ်ချလိုက်တဲ့ကဲ့သို့ဖြစ်သွားသည် ကျွန်တော်မျက်လုံးများအထဲတွင်အဝေးမှထုံးပြပြစေတီငယ်ကလေးကိုရှေ့ကနေမြင်လာရပြီးနောက်စိမ့်စိမ့်ညိုညိုများကိုအချိန်ဖြင့်တွေ့လာရသည်တက်ပင်ကြီးများကိုဖြတ်ခနဲမြင်သည်မြေပြင်ညိုညိုများကကျွန်တော်ထံပြေးဝင်လာသည်ခန္ဓာကိုယ်ကဥဆောက်ဖြောင်းမြန်အချိန်ဖြင့်ကြသဖြင့်ပခုံးနှင့်နဖူးတွင်နာကျင်မှုဝေဒနာခံစားလိုက်ရသည် ပြီးတောင်ဆောင်တိုင်းလူကလိမ့်ချသွားပြီးနောက်တက်ပင်ကြီးတစ်ပင်နှင့်ကျွန်တော်ကောင်းပြင်းစွာရိုက်ချမိရာနာကျင်မှု မျက်လုံးတဲတွင်မိဖွင့်များထို့နောက်တွင်တော့အမောင်းပိမ့်ပိတ်သောအမောင်းဟေကထထငါတို့နဲ့လိုက်ခဲ့အတန်ဆိုးဆိုးကြီးတခုနားရဲသို့ဝင်လာသည်မျက်စိဖွင့်ကြည့်လိုက်သည်ကျွန်တော်လဲကြာရနေရတွင်ရက်နေသူလူကြီးနှစ်ဦးအသားနေနေကြီးတွင်နှင့်ဖြစ်သည်ဂျပန်နပန်းသမားကြီးတွင်လိုအေယာမခန္ဓာကိုယ်ကြီးနှင့်ဖြစ်မျက်လုံးကြီးတွေကမိခဲရီလိုရဲနေသည်အယုတ်ဆိုးလာသည်ကလည်းတာတေလန်နေ၏ ခေါင်းတွင်အချွန်တက်ကလေးတွေပါသောမောက်တူလေးကိုစောင်းထား၏အမွေးမြင်များထူထပ်သောကိုလုံးကြီးကိုမြင်ရသည်အဝတ်တွေရှိပုံမရပစိုးကိုကောင်ကြိုက်တယ်လို့လှောက်ထား၏သူတို့လက်ထဲတွင်ခရင်ခွချွန်ချွန်ကြီးများနှင့်သူတို့သည်မြည်သူနီးကျွန်တော်မသိကျွန်တော်လဲနေရမှာလူလဲထားလိုက်သည်ကျွန်တော်ကဘယ်လိုက်ခဲ့ရမှာလဲစကားမရှိနဲ့လိုက်မှသာလိုက်ခဲ့ခင်ဗျားတို့ကဘယ်သူလဲတဲစကားရှေးလိုက်တာတယောက်က ခရင်ခွားဂျွန်ကြီးကိုမျှော်ရချင်းလိုက်တဲ့ပြင်ကျွန်တော်ချက်မမိရတော့ပါနောက်တစ်ယောက်ကလော့ဟုကျွန်တော်လက်မောင်းကိုဆွဲခေါ်သည်သူတို့နှစ်ယောက်ဆွဲညှက်ခေါ်ရသူကျွန်တော်လိုက်ပါသွားရ၏သူတို့လက်မလွတ်ရင်ကျွန်တော်အာဂုံသုံးကယုံကြည်သည်မရကျွန်တော်ခြေပြားတွေကမြင်းနစ်မထိလေထဲတွင် လွင့်မျောပါသွားသလိုဖြစ်နေသည်အတိုင်ငယ်သွားမိပြီးလင်ရင်းလိုလိုပါလိုလိုနှင့်အရာတစ်ခုကိုတွေ့ရသည်ကဲအဲ့ဒီမှာဝင်းထိုင်းတယောက်ကအမိန်ပေးသည်အမိန်ပေးပုံကပြတ်သည် ျွန်တော်သူတို့အမိန့်တိုင်းဝင်ထိုင်လိုက်ရည်ရင်ကဆက်မပါဘာမှပါဖြစ်တော့လဲကျွန်တော်ထိုင်ပြီးတင်လေထဲအတွင်မြောက်ကြပြီးပါသွားသည် ကျွန်တော်ကိုလာကိုသူလူကြီးနှုတ်ကဘေးတစ်ဖက်တစ်ချက်စီမှာရက်၍ပါလာသည်ဘယ်ကိုသွားနေသည်မသိဘေးမှာဘာမှမမြင်ရဟင်းလင်းပြင်းကြီးထဲမှာလွင့်မျောနေခြင်းဖြစ်သည်ကျွန်တော်ထိုင်နေသောရင်က သွားနှုံးပုံမြင်လာသည် အသေးတအေးအေးရှိလာသည် အချိန်တန်ကြာသောအခါအမဲရောင်ရှိသောကြောက်ဝင်းထရန်ကြီးတစ်ခုကို တွေ့ရသည် ကျွန်တော်တို့အနာကိုရောက်တော့ကကြောက်ဝင်းထင်ကြီးမှကြောက်ပြားကြီးနှစ်ချက်ကဟသွားသည်အထဲမှပူချိန်များကျွန်တော်ကိုလာဟက်သည်အော်ဟစ်တန်များကဝေါကနေနာတွင်သို့ဝင်လာသည်ဒါဘယ်နေရာလဲခင်ဗျကျွန်တော်ကဘေးမှလူနီကြီးများကိုလှည့်၍မေးလိုက်သည်နေရပြီကွာဟုသူကပြောသည်ကျွန်တော်တုံသွားသည်ကျွန်တော်ဘာလို့ခေါ်လာတာလဲကြောက်ကြောက်လန်လန်နဲ့မေးလိုက်တော့ညီမမင်းကြီးကခေါ်ခိုင်းလို့ကွာဟုဖြေသည်ဘာလို့ဖို့ခေါ်ခိုင်းတာလဲ ်မသိဘူးကျွန်တော်ကြောက်လွန်းသဖြင့်ဒူးများတုံလာ၏အဲ့ဒီမှာကြည့်ထားတယောက်ကတန်ပြတ်ဖြင့်ပြောသည် ကျွန်တော်မြင်ရသည့်မြင်ကွင်းများသည်ကတဲထည့်ရင်ဖို့မဟုတ်ပါတဲကြီးပြတ်ဖွယ်ရာထိတ်လန့်တုံလုံးဖွယ်ရာအနှိတ်ချရုံမြင်ကွင်းများဖြစ်သည်အဲ့ဒါဂျိန်ပိုက်ချောင်းရဲပဲကျောင်းမဖွယ်ရာကောင်းသည့်ပုံတရံရှိသောငရေသားများကမီးလျံတောင်းနေသည့်တန်လျက်ခရင်စောက်ပုတ်ဆသောလက်နက်များဖြင့်ငရေကောင်တို့ကို ထိုးခုတ်ရိုက်နှက် နှိမ့်ဆက်ညင်ပန်းနေကြသည်ငရဲခံနေရသူများသည်ညင်ဆက်မှုတံကိုမခံနိုင်ကြသောကြောင့်အလွန်ထက်သောတန်စူးကြီးများပြည့်ရှိသည့်မီးလျံတောင့်နေသည့်တန်ကြိမ်ရွယ်တို့ဖြင့်ဖုံးအုပ်နေသော မြစ်ထဲသို့ဆင်းပြေးကြသည်ထိုမြစ်ကလည်းတင်တုံးထားလိုထက်လာသော မီးလျံတောင့်ကြိမ်စူးများအပြည့်ဖြစ်သည်ထိုကြိမ်စူးများကငရဲကောင်များကို ပိုင်ပိုင်ပြတ်စေကာအစုံအစံမျောနေစီပြန်သည်ငရဲသားများကကမ်းပေါ်မှနေ၍တန်လျက်ဓာတ်တို့ဖြင့်ထုတ်ခုတ်လျက်ရှိပြန်၏ အဲ့ဒီလူတွေကလက်ယုံအားကိုပြစီအားကိုနဲ့နှိမ်ပါသူတွေကို နိုင်ချက်ကလူပြုတ်ခဲ့ကြလို့အခုလိုငရဲခံစားနေရတာပဲဟောဟိုဟာကခွေဆောင်ငရဲလို့ခေါ်တယ်ငရဲခွေကြီးများမှာ စင်ပမာဏမျှရှိသည် ထိုခွေကြီးများကငရဲကောင်များကိုလာ၍ကြိုက်သည်ကိုင်းမိခံရသောငရဲကောင်တို့သည်တံမြေပြင်၌ပက်လက်လဲကုန်ကြပြီငရဲခွေများက အသားများကိုကြိုက်စားကြသည်လရများကြီးများကလည်းဝိုင်းဝန်းထိုးစိတ်လျက်ရှိကြသည် ကိုကိုရိုင်းလည်းလူဒန်းရမာကိုနှမျောဝင်တို့ပြီးသူတစ်ပါးလူဒန်းနာကိုပိတ်ပင်တားမြစ်တဲ့သူတွေကအဲ့ဒီငရဲမှာကြခံရမယ်။ကိုမာကမီးလျံငရဲငရဲခံနေရသူများသည်တကောလုံးမီးလျံမီးညွတ်များလောင်ကျွမ်းလျက်အလျံပြောင်းတောက်သောတန်မြေပြင်တွင် ပြေးလွှားနေကြရသည်။ငရဲကောင်တို့ကိုညင်ပန်းနှိပ်စက်နေသောငရဲသားများကတက်မြင်လုံးခံရှိသောတန်တုပ်ကြီးများဖြင့်လာ၍ရိုက်ပုတ်နေကြသည်။အပြစ်မဲ့တဲ့သူတွေကိုနှိမ့်ဆက်ညှင်းဆဲခဲ့တဲ့သူတွေလေး အခုသူတို့ကတပြန်ငရဲခံနေရတာပေါ့လူနီကြီးကပြောပြသည်မိကြီးငရဲကိုလည်းကြည့်လိုက်ပါဦးငရဲခံနေရသူများကိုငရဲသားများကမိလျံတောင်းနေသောတန်ချောင်းကြီးများဖြင့်ရိုက်နှက်ကမိကြီးတွင်တဲသူဆင်းခိုင်းနေကြသည်မိကြီးတွင်တဲသူဆင်းလိုက်သောအခါငရဲသားများကမိကြီးတွင်၌ခါထီမြုပ်သွားကြ၏ငရဲသားများကနောက်ထပ်မိကြီးများကိုအပေါ်မှ လောင်းချနေပြန်သည်အသင်းအဖွဲ့တွေဖွဲ့ ကုသိုလ်ကောင်းမှုတွေလုပ်မယ်ဆိုပြီးကိုကျိုးအတွက်လိန်လဲတုံးဆက်ပြတဲ့လူယုံမာတွေကဒီမိကြီးငယ်မှာကြာခံနေရတာပေါ့ဂျင်းနီအိုငယ်လည်းရှိတယ်ရှေ့မှာတောင်ကဲ့သို့ကြီးမားလာတော့ဂျင်းနီအိုကြီးတဲ့နိုင်ဂျင်းနီရေတို့ပေါက်ပွဲစုနေကြပြီး ထိုဂျင်းနီအိုတဲ့တို့ငယ်သားတို့ကငယ်ကောင်တို့ကိုစောက်ထိုးပစ်ချလျက်ရှိသည်အဟိတန်တွေက နားမခံနိုင်ဖွယ်ရာ တွေ့တယ်မဟုတ်လားအကျင့်တီလာရှိတဲ့ယဟန်တွေကိုဆဲရီပုတ်ခတ်စော်ကားသူတွေ ဘလို့ခံစားနေကြရတယ်ဆိုတာဟောဒုတိယကျင်းဒီဦးငရဲကြတော့ကြက်ငှက်တတ္တဝါတွေကိုတက်ဖြတ်ပြီးစားကြရောင်းကြသူတွေငရဲခံနေရတာကဒုတိယကျင်းဒီဦးငရဲတွင်လည်းငရဲကောင်တို့ကလယ်ဘင်းတွင်တန်ကြိုးဆူလျက်ပေါက်ပွက်ဆူနေသော ဖွဲ့ချမ်းပြတို့သည်ရေကဲ့သို့စီးစင်းနေအလျံတောက်နေသောတံမြေပြင်တွင်တွားနေရသည့်ငရဲကောင်တို့မှပူလွန်းလာသည့်ဖြင့်မြေထဲမှမီးလျံတောက်နေသောဖွဲ့ပြတို့ကိုရေချင်မှတ်သည့်ဖြင့်တောက်ကြသည် စဘာနှံ့ပဲရိုကိုအပြင်းအမော်တဲ့ကြောက်ခဲတွေရောပြီးရောင်းခဲ့တဲ့သူတွေအဲ့ဒီငဲမှာခန်းစားရတယ်။ဟောဟိုငဲကဘာငဲခေါ်လဲ။မြားလန်ငဲပေါ့ကွာ။ငဲခံနေရသူများကိုငဲသားများကမိလျံတောင်းနေသည်မြားလန်တို့ဖြင့်ဝါးရွေပြစ်ခတ်ထိုးကြလျက်ရှိသည်။ငဲကောင်တို့မှာစကားပေါက်ဖြစ်နေသောတိရွယ်များကဲ့သို့တကောလုံးအပေါက်တွေကြီးဖြစ်နေကြ၏အဲ့ဒါသက်ခိုးတပြအလုံးနဲ့အသက်မွေးခဲ့တဲ့သူတွေခံရတဲ့ငရဲ့ပေါ့ဟာကြည်စမ်းမအောင် ငြင်းခံနေရတဲ့သူတွေကိုမီးတောက်နေတဲ့တန်ကျိုးတွေနဲ့လဘင်းကို ခြေပြီးဆွဲလှန်လို့ဓာကြီးတွေနဲ့အမဲဖြန့်နေတယ်လို့ပိုင်ပိုင်ခုတ်ထင်နေကြပါလားအသားတုံးတွေကိုမီးတောက်နေတဲ့တန်ပြားပေါ်မှာအမဲသားဆိုင်ခင်းတယ်လို့ဖြန့်ခင်းနေကြပါလားဓာတွေငရဲလို့ခေါ်တဲ့ကွနွားစိတ်ကြက်ဝက်ငါးတို့ကိုတက်ဖြတ်ရောင်းချတဲ့ဓာစိမ့်ငါးစိမ့်တွေတွေခုလိုခံရတာပေါ့နေအောင်မင်းကိုထပ်ပြအောင်မယ်လာခဲ့ရှေ့ကိုဟာနန်လိုက်တာဗျာ နာမပေါ့အဲ့ဒါမစင်တွင်းကြီးရဲ့လေဆိုးရွားလာတော့အနန်တို့ပြင်မခံမရနိုင်အောင်ရှိလာသည့်ဂျင်ကြီးဂျင်ငယ်တို့ပြင်ပြီးတော့မစင်တွင်းကြီးတဲ့နိုင်ငယ်ကောင်တို့သည်ဆာလောင်မွတ်တိတ်စွာဖြင့်မစင်ပုတ်များကိုစားနေရသည်နှလုံးနာဖွယ်ရာပြုတ်တက်လာသည်ကိုကျွန်တော်ခံစားလိုက်ရ၏အရေးနေနေခက်ချိုးချိုးကျေးဇူးရှင်ကိုပြက်စီးရာပြက်စီးချောင်းမကောင်းကြံပြင်မသူတွေကမစင်တွင်းငယ်ကိုခံရတာပေါ့ပြီးပုတ်တွင်းငယ်ကိုလည်းတွေ့ရပြန်သည် သွေးပုတ်ပြီးပုတ်တို့ဖြင့်ပြည့်နေသော တွင်တဲတွင်ငရဲကောင်တို့ကသွေးပုတ်ပြီးပုတ်တို့ကိုငတ်မော့စွာတောင်းနေကြသည်မိအိုဖအိုတို့ကိုညင်းဆဲတတ်ပုတ်သူတွေရဲတန်ကားတွေကိုညင်းဆဲတတ်ဖြတ်သူတွေကြတဲ့ငရဲပေါ့ဟာနဲတဲ့တန်များကောက်ကြီးတွေဟုတ်ဘူးအဲ့ဒါတန်များကောင်ငရဲလို့ခေါ်တယ်အပြောချို အမှန်မလုပ်တဲ့ပွဲစားတွေအလေးခုမယိုးသားတဲ့ဈေးတန်တွေအတွက်ပေါ့ကွာချမ်းမင်လုံးခန့်ရှိသောမိလျံတညင်းကြီးတောင်းနေသည့်တန်များကငမားကြေးကြီးများတွင် ငဲခံနေရသူတို့ဤရှာကိုချိတ်ဆွဲပြီးလင်ချစ်ချစ်တောက်ပူးနေသောတံမြေပြင်တွင်ဖြန့်လျက်တန်ငုတ်များတွင်ရိုက်ကဖြန့်ကျက်ကြသည်ငဲကောင်တို့ဖြက်ဖြက်လူးနေသည်မှာကုန်းမော်တွင်ထားသောငါးများပါမှာထို့နောက်လူနီကြီးများကကျွန်တော်အားတန်တောင်ကျိတ်ငဲကို ပြပြန်သည်တန်တောင်ကျိတ်ငဲဆိုသည်မှာမီးလျံတောင်နေသောတဲမြေပြင်၌ခါတဝက်ခန့်ငဲကောင်များကမြုပ်လျက်အရက်လေးမျက်နှာမှမီးလျံတောင်နေသည့်တန်လုံးကြီးများက လိမ့်လာပြီးကျိတ်သွားကြခြင်းဖြစ်သည် ငေးခေါင်တွေကမိမတွေကြီးပဲပါလားဟုတ်တယ်လူဘွားတုန်းကကို့လင်းနဲ့မယောင်ရဲပဲနဲ့ဖောက်ပြန်တဲ့မိမတွေလေဒါဖြင့်ယောက်ျားတွေဖောက်ပြန်ရင်ရောယောက်ျားတွေကသူတပတ်သားမယားခိုးယူတာတို့ဖောက်ပြန်တာတို့ဆိုရင်ဥစားကြငရဲ့ရောက်တာပေါ်ဟိုမှာကြည့်ဥစားကြငရဲ့ရင်ငရဲ့ခံနေရသောယောက်ျားများသည်မိလျံများတောင့်နေသောမိကြီးတွင်တဲသူဇောက်တို့ပြစ်ချခံနေရသည်မိစားဒိဋ္ဌိအယူမှားသူတွေကဘလို့ငရဲကြလဲ ကျွန်တော်ကမေးခွန်းထုတ်လိုက်သူတို့ကိုမျိုးမျိုးနှိပ်စက်တဲ့မိစားဒိတ်ကြီးငဲဆိုတာရှိတယ်အဲ့ဒါတွေကအရန်ငဲတွေပဲရှိသေးတာကတကယ်ကငရဲကြီးရှစ်ထပ်ဆိုတာရှိသေးတယ်ဒီအရန်ငရဲတွေတောင်ဒီလောက်ကြောက်စရာကောင်းနေငရဲကြီးရှစ်ထပ်ဆိုရင်တော့ဖះဖះကျွန်တော်ကဖះတလိုက်တဲ့ဖြင့်လူနီကြီးနှစ်ဦးကရည်သည်ငရဲပြီးရောက်မှာတော့ဖះတနေလို့အဘိုးပဲရခဲ့လာတဲ့လူဘွားမှာကလေးကဖះတရားကိုမမိမလျော်ရှိရမှာဟုတ်ပါရဲ့ဗျာဒါနဲ့ကျွန်တော်ကဘယ်သွားမှာလဲ မင်းကယမမင်းကြီးနဲ့တွေ့ရမှာရှေ့မှာရောက်ပြီးစင်းတော့ခန်းနဲ့ဝင်ရမယ်။ခန်းကြီးကကြီးကျယ်ခန်းညာသည်နန်းတော်ကဲ့သို့အချွန်တက်တွေနှင့်ဖြစ်၏။ဘီရင်တွေထိုင်သောပလင်လိုခုံပေါ်မှာနောက်ဝဲတစားတွေဘရက်ဓွားတရားတွေနဲ့တပြောင်ပြောင်တလက်လက်နဲ့ခန့်ခန့်ညာညာပုပ်ကိုတူကိုတွေ့ရသည်။သူရှေ့မှာယောက်ျားမိန်းမလူကြီးကလေးများစွာငုတ်တူကလေးတွေထိုင်နေကြ၏။အဲ့ဒါယမမင်းကြီးပဲ။ယမမင်းကြီးကသူ့လက်ထဲမှာပြပကြီးကိုလှန်လောကြည့်နေပြီးသူ့ရှိမှလူများကိုတရားစီရင်နေသည့ ဘယ်သူကလူပြီးမှဘာလုပ်ခဲ့တယ်ဘယ်ငင်းရဲ့သွားစီဘယ်သူကဘာတွေကျွလွန်ခဲ့တယ်ဘယ်ငင်းရဲ့မှာကြခံစီစသဖြင့်ပြည်တံစီရင်ခံရပြီးသောသူတွေကိုလူဘလူးကြီးတွေလိုငဲသားတွေက အခမ်းအနမဆွဲခေါ်သွားကြသည် မင်းကဘာလာလောက်တာလဲရမမင်းကြီးကကျွန်တော်ကိုကြည့်ပြီးမေးလိုက်သည်သူ့ကြည့်မှာထူးထူးဆန်းဆန်းနိုင်လာ၏ကျွန်တော်ကိုဟိုလူကြီးခေါ်လာလို့ပါရမမင်းကလူနီကြီးနှစ်ယောက်ဘက်သို့လှည့်ပြီးဟဲ့ကောင်လေးမင်းတို့လူမခေါ်လာပြီမင်းတို့ခေါ်လာရမှာက မြိုင်သာကတော့နာဒီလူကကံမကုန်သေးဘူးအသက်အများကြီးနေပြီးသာသနာပြုရအောင်မှာမင်းတို့ချက်ချင်းသွားပြန်ပို့ကြည့်ဟုအမိန်ပေးလိုက်သည်တပန်ကျွန်တော်ကိုကြည့်ပြီးမောင်မင်းငရဲတွေမြင်ခဲ့ပြီလားဟုမေးပြန်သည်မြင်ခဲ့ပါတယ်ကြောက်စရာမကောင်းဘူးလားကောင်းပါတယ်อืมမောင်မင်းကတော့ဒီရောက်လာရမယ်သူမဟုတ်ဘူးကြံသူတွေကိုပြော့ပြလိုက်ပါဘုရားတရားမမေ့နဲ့လို့ဒါနသီလဘာဝနာပြုကြပါလို့အမြဝေငါ့ကိုပါချက်ဝင်နော် ကောင်းပါပြီသူကိုဒီလမ်းကပြန်ခေါ်မသွားနဲ့ဟိုဘက်ကပြန်ခေါ်သွားလူနီကြီးနှစ်ယောက်ကယမမင်းအမိန်အဆုံးတွင်ကျွန်တော်ကိုခေါ်ရင် အလာတော်ကရင်ပေါ်သို့တက်စီသည် ထို့နောက်တွင်ဂျင်းကလေထဲတွင်မြောက်ကျွတ်တက်သွားပြီးခီးနှင်တော်သည်ဒီတကာဆက်ဆုပ်ကြောက်လန့်ပွင့်ငရဲခမ်းများကိုမမြင်ရတော့ထို့ပြင်အဝေး၌ဆွလစ်မွန်ချုံများနှင့်အယောင်ဝါတစ်ဖက်ဖက်ထွန်းလင်းနေသောထူးခြားဆန်းပြလာသည့်ပုံပိတ်မှန်များဥယျာဉ်နှံများကိုလှမ်းမြင်ရသည် နတ်ဘုံနဲ့နန်းများဖြစ်ပေလိမ့်မည်မကြမီမှာပင် ကျွန်တော်စည်းလာတော်ရင်သည်တောအုပ်ကလေးတစ်ခုသို့ရောက်လာသည် တောင်ကြီးတစ်ခုမှဖြစ်သည်အကြောင်းမဟုတ်ကျွန်တော်လဲကြနေခဲ့ပြီးလူနီကြီးများကကျွန်တော်ကိုခေါ်သွားခဲ့သည့်နေရာပင်ဖြစ်သည်ရင်ကအရှိန်နှေးပြီးရက်သွား၏စင်းမင်းခန္ဓာကိုယ်ရံမြန်မြန်ပြန်ဝင်ပြီတော့လူနီကြီးတူကပြောလိုက်သည် ကျွန်တော်မြင်ခွင်နေ၌ကျွန်တော်ဤခန္ဓာကိုယ်သည်တစ်ပင်ချိန်ရင်မှဖြစ်ပြီးရှားကကျွန်တော်ကိုပွေထားကငိုးဆိုင်နေသည်ရှားဘေးတွင်နှစ်တန်း ဦးကြီးရွှေလာနဲ့ဇနီးရဲတော်တပါးတို့ကရက်နေကြသည် မနေ့မနေ့ကလေးကကျွန်တော်နဲ့ကွဲသွားပြီးခုလိုဖြစ်နေတာနေမှာကျွန်တော်လည်းလိုက်ရှာပါတယ်မတွေ့ဘူးမြင်းကို တောင်ချီမှာတွေ့တာအကိုလေးကဒီမှာပြုတ်ကြချမ်းနေကြတာနေမှာပေါ့နဒန်ကဝမ်းခေါင်းဆံပြင်စိတ်မကောင်းစွာပြောသည်ရှာကမင်းတို့မနေ့ကဖြစ်တာကိုခုမှပြန်တွေ့ရတာဘလို့လို့ခုခုကိုခံနိုင်တော့မှလဲစာစာဖြစ်ချင်းတော့တွေ့ခင်ကိုကခုလိုဖြစ်မှာမဟုတ်ဘူး ဟုဦးကြီးရွှေလာနဲ့နတန်ကိုမော့ပြောပြီးနောက်ကျတော့ကိုတင်းတင်းဖက်လိုက်ကအယူတယောက်ပါမကိုကိုကိုရှာအခွင့်လို့ပါတီကီကိုရှာပခေါ်လာတယ်မူပြီးတော့နတန်နဲ့လည်းကိုကိုမထက်လိုက်တယ်မူရှာပစ်တယ်ပါပဲကို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 မိပါတယ်ကိုရှာဘလို့ပြောရမှာလဲခုရှာကြီးတငင်ကိုရွေးပြောနေသည်မျက်ရည်တွေအလူးလူးအလိမ့်လိမ့်စပင်တွေဖွာရတာနဲ့ကျတော်ဒီရှာငိုနေသည်ကိုရက်ကြည့်နေမင်းမချီတယ်ငယ် ဝမ်းနဲ့ပူပန်နေသည့်ရှာဤရင်တွင်မှမေတ္တာတိုင်းစာကိုမှန်းဆသိမြင်လာရသည်ကိုကိုကိုရှာကိုတိတ်ချစ်တဲ့ဆိုရှာကိုနှက်ထချင်တယ်ဆိုကိုရောရှာကိုခွဲသွားပြီလားကိုကိုရဲ့ငိုရင်းအတန်တိမ်ဝင်သွားသည့်ရှာကိုဦးကြီးရွှေလာကအနားမှာထိုင်ချကပခုံးကိုဆုပ်ကန်၍နှစ်သိမ့်သည်တူမရဲ့ဦးကြီးလဲကြည်ခွဲရပါတယ်ဒီလိုဖြစ်မျိုးကြုံမဲ့မှန်းတင်ဦးကြီးလက်ဒီကိုလာဖို့မတိုက်တွန်းခဲ့ပါဘူး မဟုတ်ဘူးကျွန်တော်အပြစ်ပါမမလေးရဲ့ကျွန်တော်ကအကူလေးကိုစောင့်ရှောက်တင်တာပါကျွန်တော်အသုံးမချလို့ကျွန်တော်အသုံးမချလို့နတန်ကငိုရွေးအောင်ရင်အနည်းရှိတစ်ပင်ကို လက်သေးဖြင့်ထိုးနေသည်နတန်ကိုသူ့ဦးကြီးရွှေလာဤဇနီးကဆွဲ၍နှစ်သိမ့်နေရ၏ကဲကဲတရနဲ့ဖြေကြကွယ်တတဝမင်းနှိမ့်စာကြည့်ပါပဲဘယ်သူလွန်ဆန်လို့ရမှာလဲဒီမန်ကိုနေကြယုံတဲ့ကိစ္စကမပြီးဘူးကွယ် သူ့ခန္ဓာကိုရွာပြန်ယူရမယ်အဲ့ဒါကိုစီစဉ်ကြပါရဟန်းတော်ကတရားဖြင့်ဝင်၍ဖြည့်သိမ့်ဆုံးမတော်မူသည်ဖြည့်ပြက်ကိုငေး၍ရက်နေတော့ကျွန်တော်အာလူနီကြီးကမင်းဘာလုပ်နေရလဲမင်းကိုယ်ရပြန်ဝင်တော့လေဟုတတိပေးသည်အဲ့ကျွန်တော်ကျွန်တော်ဘလို့ဝင်ဝင်ရမှာလဲလူနီကြီးကဘာမှပြန်မဖြေပဲကျွန်တော်ကိုတွန်းလိုက်ရရှားပွင့်ထားတော့ကျွန်တော်ခန္ဓာကိုယ်ပေါ်သို့လဲကျသွားသည် ခန္ဓာကိုယ်ပေါ်သို့ကျွန်တော်လဲကျသွားသည့်အချိန်မှာပင် ကျွန်တော်စိတ်ထဲတွင်ပြင်းကနေဖြစ်သွား၏ရှားပွေထားသောကျွန်တော်ခန္ဓာကိုဆက်ခနဲလှုပ်သွားသည်ကျွန်တော်မျက်ခွန်တွေကိုလေးပင်စွာအာယူဖွင့်လာရသည်ကျွန်တော်အမြင်တွင်ဝိုးတော်တကလုံးနာခြင်းကြိုက်ခဲနေပြီးရင်တွေပူနေသည်နှုံးချိနေသည်ရေအလွန်စားနေသည်ကျွန်တော်နှာခမ်းတွေကိုအာယူပြီးလှုပ်ရှားလာ၏ရေရေရေပေးပါဟင်ဟင် ကျွန်တော်ကိုတအားပွင့်ပိုင်ထားသောရှားနှောင်မှာအလွန်တရာအံ့ဩတုန်လှုပ်သွားဟန်ဖြင့်အာမေရိတ်ခုံထွက်လာသည်ရင်ဝင်ထဲရှိကျွန်တော်ကိုငုံကြည့်ကကု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 မသိဘူးကုကုဝမ်းသာအားရအလန့်တကြားအော်လိုက်သည် ရှားအော်တန်ကြောင့်ဘေးနားရှိရန်တော်ဦးကြီးရွှေလာဇနီးမောင်နှံနှင့်နတ်တန်တို့လှုပ်ရှားသွားကြသည်ရေရေပေးပါကုကုမသိဘူးကိုဒရီယာလာပြီကု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 ရှာရှာဝမ်းသာလိုက်တာ ရေအဲရေးတဲ့ရေတောင်းနေရဲ့ဒီလိုလောက်ကြပါလားဖုန်းကြီးရဲ့အကြောင်းကိုသူ့ကိုပွင့်ယူခဲ့ကြပါလားသူ့ကိုပြုစုကြရအောင်သူရင်တွေပူနေပုံရတယ်စာလဲစာနေလိမ့်မယ်အနာယူပြီးသူ့ကိုကျွေးမွေးပြုစုပြီးမှရွာကိုပြန်ချပေါ့ဖုန်းကြီးမှာစေဝါတချို့လည်းရှိတယ်ခေါင်းကနာကိုလည်းဆေးထည့်ရတာပေါ့အင်းတိတ်ကိုထူကြဆန်းကျင်လာပါကလားဒါကတနေ့နဲ့တညညှို့နေတာပဲဖြစ်မှာ သူစကားပြောနိုင်လာရင်တော့သူ့စီက ထူးခြားတဲ့အတွေ့အကြုံတွေဘုန်းကြီးတို့ကြားရမှာပဲတကားကြီးကန်ကတိတ်ခမ်းလို့ပဲကွတီးရွာပြန်လို့ဆိုရမှာပဲပေါ့မမလေးဖဲအကူလေးကိုကျွန်တော်ပွင့်မယ်ဖြည်းဖြည်းနော်နင်သက်ဖြည်း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 အေးမမမလေးရလဲကျွန်တော်သိပါဘာသိတာလဲနင်ကြောင့်ကိုကိုမသိကောင်းမပြောက်ကောင်းကဲမောင်နှမလေးရံပြစ်မနေချင်တော့တောင်ကျော်သွားတာကိုဝမ်းသာကြပြီတော့နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ